မြမအချမ်းသာဆုံး MRTV4 ကထုတ်လုပ်သူကိုယူထားတာတော့လူသိရှင်ကြားမင်္ဂလာဆောင်ကွင်းမရလိုက်တဲ့မုံမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ဒီနေ့မှာတော့လူမှုကွန်ရက်ပေါ်မှာတော်တော်လေးခေရဲရိုက်သွားတဲ့အကြောင်းအရာတစ်ခုကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့ဒါကတော့လူမြန်ရှင်တဦးရဲ့အရေးကြီးဆုံးနေ့လို့ပြောလို့ရတဲ့မင်္ဂလာပွဲအကြောင်းပဲဖြစ်ပါတယ်မိခုတစ်ခုအနေနဲ့စကြည့်လိုက်ရအောင်တင်းရန်ချိန်ကူရဲကမင်္ဂလာဆောင်မှာသတို့သမီးဝတ်စုံနဲ့တင်းစင်မြန်းနေတဲ့လက်ဝဲရန္တာတွေဟာဘယ်လိုပုံစံဖြစ်နေမလဲပြီးတော့အဲ့ဒီအရာတွေကိုစိတ်ကူရဲကအတိုင်းဖန်တီးဖို့တင်းဘလောက်ကြကြအချိန်ပေးပြီးပြင်ဆင် မလဲမကြသေးခင်ကမှမင်္ဂလာပွဲကျင်းပခဲ့တဲ့တယောက်ဆောင်မုံရဲ့ဓပုံတွေဟာပြိတ္တတွေကြားမှာထင်မြင်ချက်အမျိုးမျိုးကိုဖြစ်ပေါ်စေခဲ့ပါတယ်ဒီကဝေဖန်ခံရတဲ့အချက်တွေကတော့သူမရဲ့မင်္ဂလာဝတ်စုံဒီဇိုင်းသဘင်ပုံစံနဲ့အထူးသဖြင့်လက်ဝတ်ရည်ရနာတွေအကြောင်းပါပဲပထမဆုံးအနေနဲ့ဝတ်စုံကိုကြည့်ကြည့်အောင်မြမရွယ်ကိုဖော်ကျူးတဲ့ဝတ်စုံဖြစ်ပေမဲ့တချို့ပြိတ္တတွေကဝတ်စုံရဲ့လိုက်ဖက်ညှိမှုနဲ့ထိုးထိုးချို့သာအနုစိတ်မှုတွေကအမှုပြရရှင်တယောက်ရဲ့မင်္ဂလာပွဲအတွက်အားနည်းနေတယ်လို့ခံစားရတယ်လို့မှတ်ချက်ပြုခဲ့ကြပါတယ်ဒီချက်ပို့ပြီးတော့အငင်းပွားစရာဖြစ်ခဲ့တာကတော့သူမစင်မြန်းလာတဲ့ က်မဲ့ယန္တနာဆွဲကြိုးပဲဖြစ်ပါတယ်ဒီဆွဲကြိုးပုံစံဟာအခြားနုပြရှင်တအုပ်ဖြစ်တဲ့စနေမြင့်လင်ကသူညမဖြစ်သူစိုးပြတစင်ရဲ့မင်္ဂလာပွဲတုန်းကဆင်မြန်းခဲ့တဲ့ဆွဲကြိုးနဲ့ဆင်တူနီးပါဒါမှမဟုတ်တထထန်းနီးပါဖြစ်နေတာကိုတွေ့ရပါတယ်ဒါကြောင့်ပြိတ္တတွေကတသမတစ်ခါဝေးရမယ့်အရာကိုဘာလို့မူပိုင်ဟန်မရှိတာလဲဆိုတဲ့မေးခွန်းတွေထုတ်လာခဲ့ကြတာပါတချို့ကတော့ငှားရမ်းထားတဲ့ယန္တနာတွေဖြစ်နိုင်တယ်လို့လည်းထင်မြင်ချက်ပေးခဲ့ကြပါတယ်ဒီအဖြစ်အပျက်ကိုကြည့်ရင်ကျမတို့သတိထားမိလာတာတခုရှိပါတယ်အဲ့ဒါကတော့အချိန်ပေးပြီးစနစ်တကျပြင်ဆင်မှုမရှိခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေပါပဲကျမတို့အားလုံးသိကြပါတယ်မင်္ဂလာပွဲဆိုတာကတရက်တည်းအတွက်ပြင်ဆင်ရတာမျိုးမဟုတ်ပါဘူးပြင်းပြအားဖြင့်6လကနေတစ်နှစ်အထိကြိုတင်ပြင်ဆင်မှုတွေလိုအပ်ပါတယ်ဒါကြောင့်လဲဆိုတော့ဒီအချိန်တွင်းမှာကိုလိုချင်တဲ့ဒီဇိုင်နာကိုရွေးချယ်ပြီးတော့ဝတ်စုံကိုအတိအကျတိုင်းတာချုပ်လို့ရပါတယ်လဝိရန္နာတွေဟာဝတ်စုံနဲ့လိုက်ဖက်ညီမှုရှိဖို့ကိုယ့်ရဲ့ကိုယ်ပိုင်ဟန်ကိုဖော်ညွှန်းမှုအတွက်အထူးပြုလုပ်ခိုင်းတာမျိုးဒါမှမဟုတ်ဒီဇိုင်းဆွဲခိုင်းတာမျိုးတွေလုပ်ဖို့အချိန်ယူရပါတယ်မိကနဲ့သပင်ပုံစံတွေကိုလည်းဝတ်စုံလိုက်ဆန်းသက်ကြည့်ဖို့အချိန်လိုပါတယ်တကယ်လို့အမှုမြရှင်တယောက်အနေနဲ့ဒီအ အရာတွေကိုအလျင်စလို့ဒါမှမဟုတ်မိနစ်ပိုင်းအတွင်းရွေးချယ်လိုက်မယ်ဆိုလို့ရှိရင်တော့အခုလိုမျိုးလက်မှုပညာအားနေတာတင်တူဖြစ်နေတာစတဲ့ပြဿနာတွေကိုရှောင်လွှဲဖို့ခက်ခဲသွားပါတယ်ပြီးတော့ဒီလိုမျိုးမင်္ဂလာပွဲအလျင်အမြန်လုပ်လိုက်တာဟာလည်းရင်သွေးလေးရှိနေတာကြောင့်ဆိုပြီးတော့ပြောနေကြတာကိုလည်းတွေ့ရပါတယ်ဒီလိုအားနေချက်တွေကပွဲရဲ့တန်ဖိုးနဲ့အစဉ်အတန်းကိုတိတိတသာရောကြသွားစေပါတယ်ဒါဆိုရင်မင်္ဂလာပွဲတစ်ခုကိုစနေတကြဘလို့ပြင်ဆင်တင်တယ်လေအချိန်ယူပြီးပြင်ဆင်ခြင်းရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲပထမဆုံးနဲ့အရေးကြီးဆုံးကတော့ကိုပိုင်ဖက်ရှင်ဟန်မန်ကိုဖန်တီးဖို့ပဲ ဖြစ်ပါတယ်ကိုယ့်ရဲ့ဝတ်စုံဒီဇိုင်းဟာထူးခြားမှုရှိဖို့နဲ့ကိုယ်နဲ့လိုက်ဖက်မှုရှိဖို့အမှတ်တရဖြစ်ဖို့အနည်းဆုံး3လခန့်ကြိုတင်ပြီးတော့ဒီဇိုင်နာနဲ့အတိုင်ပင်တင်ပါတယ်လောဝိယန္တာခန္ဓာမှာဆိုရင်လည်းပတ်စံတက်နိုင်ရင်တော့ဈေးကြီးတဲ့ဆွဲကြိုးကိုငှားရနာထက်ဆိုင်ကိုယ်တိုင်ဒီဇိုင်းလုပ်ထားတဲ့ယန္တာဒီဇုံကိုပိုင်ဆိုင်မှုကပိုပြီးတန်ဖိုးရှိပါတယ်ဒီမှာယန္တာတွေကိုရွေးချယ်တဲ့အခါမှာလည်းဝတ်စုံရဲ့အယောင်အစင်းနဲ့လေပင်ပုံစံတွေကိုထည့်သွင်းစဉ်းစားပြီးတမတဲ့ဖြစ်အောင်လို့စီစဉ်တင်ပါတယ်ဒါမှသာဒီဆွဲကြိုးကမိုးရမင်္ဂလာကိုဆွဲကြိုးပဲလို့ပြောနိုင်လောက်တဲ့အထိမူပိုင်ဟန်တစ်ခုကိုရရှိလာမှာပါဒါအ အပြင်မိကနဲ့စပင်အပိုင်းမှာလည်းဝစ်ဆုံတဲ့ရန္နာတွေရဲ့ရိုးရှင်းမှုဒါမှမဟုတ်ခမ်းနားမှုအလိုက်လက်ဖက်ညီအောင်ဆန်းသမှုတွေလည်းအကျဉ်းချင်းလုပ်ဖို့လိုအပ်ပါတယ်အထူးသဖြင့်စပင်ပုံစံဟာသတို့သမီးရဲ့မျက်နှာကြောက်ကိုပိုပြီးပေါ်လင်းစေတဲ့အရာဖြစ်တဲ့အတွက်သတို့သမီးရဲ့တက်တောင့်တတရှိမှုကိုပါထည့်သွင်းစဉ်းစားပေးသင့်ပါတယ်ဒီလိုအချိန်ပေးပြီးအသေးစိတ်ပြင်ဆင်မှုတွေကသာအမှုပြရှင်တဦးရဲ့မင်္ဂလာပွဲကိုပိုပြီးပြည့်စုံလှပစေပြီးလိုလားအပ်တဲ့ဝေဖန်မှုတွေကိုရှောင်ရှားစေနိုင်မှာပဲဖြစ်ပါတယ်ပြည်သက်ကြီးတွေအနေနဲ့ကလည်းယောက်ျားဖြစ်သူကပတ်စံတွေတလောက်ချမ်းသာနေရတော့မှလူမသိသူမသိဘာလို့ တို့ဒီလိုမင်္ဂလာဆောင်လိုက်တာလဲဆိုပြီးပြောနေကြတာကိုလည်းတွေ့ရပါတယ်ဒီတော့ဒီအဖြစ်ပြက်ကနေကျမတို့အားလုံးအတွက်သင်ငန်းစာယူစရာရှိနေပါတယ်အဲ့ဒါကတော့ပွဲသေးသည့်ဖြစ်စေကြီးသည့်ဖြစ်စေကိုဘွားရဲ့အရေးကြီးဆုံးအခိုက်အတန့်တွေကိုအလေးနဲ့ထားပြီးအသေးစိတ်ယူဆိုင်ဖို့ပါပဲအလင်းဆက်လို့ပြင်ဆင်ထားတဲ့မင်္ဂလာပွဲဟာနှစ်ပေါင်းများစွာကြာတဲ့အခါမှာစိတ်မကျေနပ်မှုတွေကိုကြံရစ်စေနိုင်ပါတယ်မုံအနေနဲ့နောက်ပွဲတွေမှာပို့ပြီးအချိန်ယူစီစဉ်မှုတွေပြုလုပ်ပြီးပရိသတ်ကိုသူမရဲ့အလားတရားတွေနဲ့လူပညာရရတာတွေကိုဆက်လက်ဖော်ပြပေးနိုင်မယ်လို့ယုံကြည်ပါတယ်ဘာလို့လဲဆိုတော့ကြိုတင်ပြင် င်ဆင်မှုကောင်းတစ်ခုကယုံကြည်မှုကိုတိဆောက်ပေးပြီးအဲ့ဒီယုံကြည်မှုကပဲလူတယောက်ကိုပို့ပြီးတောက်ပစီလို့ပါပဲပြိတ္တကြီးအနေနဲ့ကောသင်တို့ရဲ့မင်္ဂလာပွဲမှာပဲအရာကိုအချိန်ပေးဆုံးနဲ့အသေးစိတ်ပြင်ဆင်ခဲ့ကြပါလေဝတ်စုံလားလက်စုံလားဒါမှမဟုတ်ပဝင်းကျင်လားသင်ရဲ့အမှတ်ရအမြင်တွေကိုမှတ်ချက်မှာမျှဝေပေးသွားဖို့ဖိတ်ခေါ်ပါတယ်ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်ရှင်